အားလုံးပဲမင်္ဂလာပါပေါ်တော်သားသမီးများမြန်မာနှစ်တကူတကူလာလေးလာပိုင်းဒလာစာဟောစံကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပေါ်တော်သားသမီးတွေကဤလာမှာအလုံးစုံအောင်တော်ရုပ်အကျဉ်စီအောင်တော်ရုပ်ချမ်းသာကြွယ်ဝတော်ရုပ်ကြည်ပါတုတ်တဲ့ရုပ်ဖြစ်တာကြောင့်အလုံးကောင်းမွန်ပြီးအကျိုးမြော်၍ညောင်ရင်လောင်းရမည်အခွင့်ထူးခံယူတိုက်တော်သူများဖြစ်ပါတယ် ဤလာမှာဗုဒ္ဓဥဒသမီးတွေကအတာစာနှစ်ခုကြော်ရင်အခက်အခဲလေးတွေတွေ့ကြုံရတတ်ပါတယ်ဗုဒ္ဓဥဒသမီးများဘုံမိကြောက်ရောက်သူများပုံမှုကယူဆိုင်တင်ပါတယ်မကောင်းသူပဲကောင်းသူကဲဟုဆိုရိုစကားအတိုင်းထူးခြားသောအပြောင်းအလဲများတွေ့မြင်ရနိုင်ပါတယ်အင်္ဂါသာသမီးများနဲ့ရှယ်ယာ တွဲလုပ်ခြင်းထိထိုးခြင်းပြုလုပ်ပေးပါ။ဩဒုသာသမိတွေက16ရက်မှ24ရက်အတွင်းမိတိကိစ္စမစိုးသတိနဲ့ဆောင်ရွက်သင့်ပါတယ်။လုံငန်းခွင်မှာမတမာသူတွေရဲ့လိန်လယ်မှုကိုခံရနိုင်ပါတယ်။မိမိဘဝတိုးတက်အောင်မြင်မှုရရှိရတဲ့နီလန်းမျိုးစုံ300မဲလာဖြစ်ပါတယ်။သတိဝရီယာဖြင့်ရှင်ပြီးတော့လုပ်ငန်းများကိုလုပ်ကင်ဆောင်ရွက်သင့်ပါတယ်။ မောင်နှမသားချင်းများအတွက်စိတ်တော်ကရောက်ရတဲ့ပါတယ်စက်ပစ္စည်းများစီနင်းခြင်းကင်တွေ့ခြင်းအထူးကျဆိုင်ပါလူမှုရေးနဲ့ပရိုက်တာလုပ်ငန်းများမှာကိုရန်ဦးစီလောက်ခံရပါမယ်မဲဆွေအဟောင်းများနဲ့တွေ့တဲ့ပြီးလုပ်ငန်းတွေများလောက်ခံရနိုင်ပါတယ်မိဘဆွေမျိုးများရဲ့အဘယ်ဘက်မှာအကူအညီဆောင်ရှောက်မှုကိုလည်းရရှိတတ်ပါတယ်အိမ်ချမ်းမြေပြုပြင်မှုများကြုံရမယ်မိသားစုဖျားဖို့ခီးထွက်ရခြင်းအလူဒါနာကုသကောင်းမှုများပြုလုပ်ရပါလိမ့်မယ် ဆွေမျိုးသားချင်းနဲ့အလဲပတ်ရောက်လာတတ်ပါတယ်။ဇီဝရေးအနေနဲ့ကတော့အလူမီနီယံတန်ထည်လုပ်ငန်း၊ fashion ဆိုင်လုပ်ငန်းများအနေနဲ့အဝင်ငွေအမြောက်များရရှိပါမယ်။မီဒီယာစာနယ်ဇင်းကိစ္စများထူခြားစွာပြောင်းလဲဖြစ်လာနိုင်ပါတယ်။ပရိဘောဂလုပ်ငန်း၊ဈေးဝါလုပ်ငန်း၊စက်သုံးစီရောင်းဝယ်ခြင်းလုပ်ငန်း၊စိုက်ပျိုးရေး၊မွေးမြူရေး၊ gas နဲ့တန်ငွေရောင်းဝယ်ခြင်း၊ရေသန့်လုပ်ငန်းနေရာနဲ့ဝင်ငွေအမြောက်များရရှိပါမယ်။မိတ်ဆွေကြီးကများရဲ့အကြံဉာဏ်များယူပြီးလုပ်ငန်းကိစ္စများဆောင်ရွက်လေရင်ပုံမှန်ကောင်းမွန်ပါတယ်။ ။ပညာရေးအနေနဲ့ကတော့ဘောဒုသသမီးတွေကယခုလမှာစာမဝဲဖြေဆိုသူများအင်တာဗျူးဖြေသူများအောင်မြင်မှုရရှိပါမယ်။ပညာရေးလောကမှာအလုပ်လုပ်ကြနေသူများရာထူးတက်ခြင်းနေရာပြောင်းလဲခြင်း ိုးဝင်ပြောင်းလဲခြင်းများရှိပါမယ်။ဒီဘပညာရေးလောကမှာအလောလောကိုင်းနေသူများအသက်16နှစ်မှ22နှစ်ကြားအခြေအနောက်ဆက်များကြုံတွေ့ရနိုင်ပါတယ်။အခြေအနေအိမ်တော်ရဲ့အနေနဲ့ကတော့ယခုလမှာဗိုလ်ဒိုသားသမီးအဘျိုလူပြများအဆက်ဟောင်းများနဲ့ပြန်လည်တွေ့ဆုံရပါမယ်။မိမိခြေတူတံမှာအမတ်တရားလက်ဆောင်တစ်ခုကြီးကြီးမားမားရရပါတယ်။လူပြောအဘျိုရွယ်များအိမ်တော်ရှင်များနဲ့စမ်းပွင့်ပြီးမလွတ်မလပ်သူများနဲ့ပတ်သက်ရရပါတယ်။ သာသမီရတနာများအတွက်ကြောင့်ဂုံတရင်ကြော်စောမယ်ချင်းနှချောင်းဝင်ငင်းရှိပါတယ်ဘောရိုသာသမီအသက်16နှစ်24နှစ်ဤအသက်ပိုင်းခြားတွေကအိမ်ထောင်မပြုသင့်ပါပြုမယ်ဆိုရင်ဒုက္ခနဲ့တွေ့ကြုံရတတ်ပါတယ်ဘောရိုသာသမီများဟာအခြေအနေအိမ်ထောင်ရေးမှာဇာတာတွေစနစ်အင်္ဂါဘောရိုထိုးနေတဲ့သာသမီတွေနဲ့အထူးသင့်မြင်ပါတယ်ဘောရိုသာသမီများအခြေအနေအိမ်ထောင်ရေးမှာတနင်္လာရာဟုတနင်္ဂနွေထိုးနေတဲ့သာသမီတွေဖြစ်လေရင်မသိမြက်ပါအခြေအနေအိမ်ထောင်ရေးအပြောင်းလဲကြုံတွေ့ရတတ်ပါတယ် ကျမ်းမာရေးအနေနဲ့ကတော့ခန္ဓာကိုယ်အောက်ပိုင်းမတော်တဆအထိကိအနာတရားဖြစ်တတ်ပါတယ်ခွဲစိတ်ကုသမှုတော်၎င်းကြုံတွေ့ရနိုင်ပါတယ်ကျမ်းမာရေးတွင်မျက်စိအားနေခြင်းကြောက်ကအလေနာစကြောတက်ခြင်းညာဘက်ခြမ်းကိတ်ခဲခြင်းတွေဖြစ်တတ်ပါတယ်ဘောဓုသာသမီးအသက်48နှစ်55နှစ်ဘုံမီကြာရောက်သူများပုံမိုကျူဆိုင်တင်ပါတယ်ဘောဓုသာသမီးအသက်16နှစ်မှ24နှစ်28နှစ်46နှစ်အသက်49နှစ်55နှစ်63နှစ် ရဲ့တဲ့ပန်းချားတွေကကန်ညံ့ပါတယ်ဆဆဲမှုအမျိုးမျိုးခံရခြင်းကြုံရမယ်အိမ်တော်ရေးကိစ္စများအတွက်ငွေကုန်ကြေးကြများပါမယ်ဇနီးခင်မွန်းသားများများအတွက်ငွေကြေးကုန်ကြများမယ်ရာထူးအစဉ်တန်းမြင်မာနိုင်တော့လဲဩဇာအာဏာမရှိသလိုဖြစ်နေတတ်ပါတယ်အထူးအနေနဲ့ငွေခွေကင်းပြာစတဲ့အဆိတ်ရှိတဲ့တရဝါတွေကိုတရိထားရပါမယ်စက်ပစ္စည်းများစီးနှင်ခြင်းကင်တွေခြင်းအထူးကူဆိုင်ပေးပါအတွင်းလူများရဲ့တိစ္ဆာပေါချင်းကိုခံရရပါတယ် ဆောင်ရွက်စရာကိစ္စရဲ့အနေနဲ့ကတော့ယခုလာမှာခီးတော်လာခြင်းနဲ့လုပ်ငန်းကိစ္စဆောင်ရွက်ရမှာအစအစအရာရာအဆင်ပြေစေရန်အတွက်ပေါင်ညွန့်သုံးညွန့်ဖျားလူပြီးသွားပါ အကျိုးပေးကဏ္ဍအနေနဲ့ကတော့၃၅၃ညတော့ဖြစ်ပါတယ်အကျိုးပေးသောအယောင်မှာအနီရောင်နဲ့ပြရောင်ဖြစ်ပါတယ်အကျိုးပေးသောနေ့နဲ့မှာတနင်္ဂနွေဇာတာပတိအကျိုးမပေးသောနေ့နဲ့မှာတောက်ကြတို့ဖြစ်ပါတယ်အကျိုးပေးသောအရက်မှာတောင်ရက်ဖြစ်ပါတယ်အကျိုးမပေးသောအရက်မှာမြောက်ရက်ဖြစ်ပါတယ် ရရရအနေနဲ့ကတော့အိမ်ဖရားမှာနာနဲ့10နာရီ45မိနစ်အတွင်းမင်းမျိုးပန်းပိန်ပန်းပေါင်ညွန့်သုံးညွန့်ကိုဖရားတွင်လှူပေးပါ နေမောရီဖြော်ရီကတ်လှူပါဖရားမှာတန်ရှင်ရေးကုသိုလ်ယူပါနာနဲ့စောစောထားပြီးတန်မာဒေဝနတ်ကောင်းနဲ့မြတ်တွေကိုမြစ်တာပို့ပေးပါအញ្ញံတွေပျောက်သွားရပါတယ်ခொနေသားသမီးများအားလုံးစိတ်ချမ်းသာကိုကျဲမာ၍လူဝင်ဆန္ဒတလုံးတဝပြည့်စုံကြပါစေအေးအန်ရဲ့ကတ်သိမ်းမှာလည်းခင်ဝဲပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်